Mingla Wakmiao. Revolute Burma News Channel ကနေပြီးတော့ဇန်နဝါရီလ29ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့မြန်မာစစ်တပ်ကအာဏာသိမ်းတဲ့2022ခုနှစ်ကနေ2024ခုနှစ်အတွင်းစစ်ကောင်စီရဲ့အခြေစိုက်တပ်စခန်းပေါင်း184ခုထက်မနည်းကိုတော်လိုင်းအင်အားစုများကသိမ်းပိုက်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ18ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ Institute for Strategy and Policy Myanmar ISP မြန်မာရဲ့အစီရင်ခံစာမှာအခုလိုမျိုးဖော်ပြထားတာကိုတွေ့ရပါတယ်။ တိုင်းဆက်ဌာနချုပ်နှစ်ခုအပါအဝင် အခြေစိုက်စခန်းပေါင်း140ခုထက်မနည်းဟာရခိုင်ပြည်နယ်ရှမ်းပြည်နယ်တွေကဖြစ်တယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီရဲ့အမိန်ပေးကိုကဲမှုဌာနချုပ်ပေါင်း12ခုထက်မနည်းကိုတိုက်ခိုက်သိမ်းပိုက်ခံရရပြီးတော့ရှမ်းပြည်နယ်မှာအရှိမတိုင်းဆက်ဌာနချုပ်အပါအဝင်အမိန်ပေးကိုကဲမှုဌာနချုပ်ပေါင်း9ခုထက်မနည်းသိမ်းပိုက်ခံရရတယ်လို့ဖော်ပြထားပါတယ်ရခိုင်ပြည်မှာအနောက်ပိုင်းတိုင်းဆက်ဌာနချုပ်အပါအဝင်အမိန်ပေးကိုကဲမှုဌာနချုပ်ပေါင်း9ခုထက်မနည်းသိမ်းပိုက်ခံရရတယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ချင်းမြန်တိုင်ရင်ပေါင်း54ခုထက်မနည်းသိမ်းပိုက်ခံရရပြီးတော့အဲ့ဒီ မာဏရဲ့64ရာခိုင်နှုန်းဟာရခိုင်ပြည်ထဲကဖြစ်တယ်လို့ ISP မြန်မာကပြောဆိုထားပါတယ်။စစ်ကောင်စီလက်အောက်ခံနေကြောင်တပ်ဖွဲ့များရဲ့အခြေစိုက်စခန်း၈ခုထက်မနည်းတိုက်ခိုက်သိမ်းပိုက်ခံထားရပြီးတော့ကချင်ပြည်နယ်မှာနေကြောင်တပ်၃ခုထက်မနည်းသိမ်းပိုက်ခံထားရကအများဆုံးဖြစ်တယ်လို့သိရပါတယ်။စစ်ကောင်စီလက်ရုံးတပ်ရင်းများရဲ့အခြေစိုက်စခန်းပေါင်း36ခုထက်မနည်းကိုလည်းသိမ်းပိုက်ခံထားရပြီးတော့အဲ့ဒီပမာဏရဲ့54ရာခိုင်နှုန်းဟာရှမ်းပြည်နယ်အတွင်းကဖြစ်တယ်လို့ ISP မြန်မာကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့လက်ရုံးအကူတိုက်ရင်ပေါင်း24ခုထက်မနည်းဟာလဲတိုက်ခိုက်သိမ့်ပိုက်ခံထားရပြီးတော့အဲ့ဒီပမာဏရဲ့88ရာခိုင်နှုန်းနီးပါးဟာရှမ်းပြည်နယ်ကဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့ခြေလင်းတိုက်ရင်ပေါင်း38ခုထက်မနည်းတော်လိုင်းတပ်ဖွဲ့များထံမှတိုက်ခိုက်သိမ့်ပိုက်ခံထားရပြီးတော့အဲ့ဒီပမာဏရဲ့ထောက်ဝက်ကျော်ဟာ ရှမ်းပြည်နယ်ကဖြစ်တယ်လို့သိရပါတယ်။အာနာသိန်းစစ်ကောင်စီဟာရခိုင်ပြည်အတွင်းမဟာဗျူဟာကျတဲ့တရုတ်စီမံကိန်းပေါင်း၁၁ခုရှိပြီးတော့အားလုံးကိုအရခတက်တော် AA ကသိမ်းပိုက်လိုက်ပြီလို့ ISP မြန်မာရဲ့အစီရင်ခံစာကဖော်ပြထားပါတယ်။အဲ့ဒီထဲမှာတန်တွဲကွအန်းက လေအားလျက်ဆက်စီမံကိန်းတွေလည်းပါဝင်တယ်လို့သိရပါတယ်။မြန်မာစစ်တပ်ဟာနိုင်ငံအနှံ့တော်လိုင်းတပ်ဖွဲ့များရဲ့ထိုးစစ်များကိုခုခံနေရပြီးတော့လက်ရှိမှာမကွေးပဲခူးနဲ့အေယာဝတီကအာရခတပ်တော်နဲ့ပူးပေါင်းတပ်ဖွဲ့များရဲ့ထိုးစစ်များကိုကြီးရေလေသုံးခုစလုံးနဲ့အပြင်းထန်ခုခံကာကွယ်နေရတယ်လို့သိရပါတယ်။အခုလိုမျိုးအပြင်းထန်ခုခံနေတော့လဲတံပြန်ခုခံစစ်ကိုမရှင်နိုင်တဲ့အတွက်ကြောင့်အချမ်းဘတ်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာပြန်လည်ဆုတ်ခွာသွားရတယ်လို့အေအေကထုတ်ပြန်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အရခတ်တပ်တော် AA နဲ့စစ်ကောင်စီတို့တိုက်ပွဲများကြောင်းထွက်ပြေးတိမ်းရှောင်သွားရတဲ့မောင်တော်မျိုးကန်ရခိုင်နဲ့မွတ်စလင်အင်တော်စုပေါင်း1800ကျော်ကို AA ဘက်ကပြန်လည်နေထိုင်ခွင့်ပြုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေ28ရက်နေ့အထိအင်တော်စုပေါင်း1824စုကိုမောင်တော်မျိုးတွေကိုဝင်ခွင့်ပြုလိုက်ပြီးတော့၎င်းတို့ဟာကြီးရွာပေါင်း15ခုထက်မနည်းကစစ်ရှောင်များပြန်လည်ဝင်ရောက်လာခြင်းဖြစ်တယ်လို့ AA ရဲ့စီရေးသတင်းရင်းမြစ်ကပြောပါရယ်။ ၎င်းတို့မှာပြင်ဖြူပေါင်းစားကြောက်လီကားစတဲ့မွတ်စလင်စစ်ဘေးရှောင်စခန်းကိုရောက်ရှိနေတဲ့ရွှေစားကပ်ပကောင်းခေါင်းညာကံဘဲဇီရီပြင်း ကမ်းပိုင်နာဂုံနာအနောက်ရွာတို့အစတဲ့ကျေးရွာများကဒေသခံတွေဖြစ်တယ်လို့သိရပါတယ်အေးရဲစီရေးတရင်အင်းမဲတူကခွင့်ပြုထားတာကတော့ကြားပါပြီဒါပေမဲ့ဒီရပိုင်းကိုတတ်တော်ကအများပြားကိုဝင်ခွင့်ပြုလိုက်တာပါ23ရက်နေ့ကဆိုရင်အိမ်အောင်စုပေါင်း900ကျော်တယ်26ရက်နေ့ကဆိုအိမ်အောင်စုပေါင်း900လောက်ရှိပါတယ်ဖြည်းဖြည်းချင်းဝင်ခွင့်ပြုနေပါတယ်လို့ပြောဆိုထားပါတယ်ဇန်နဝါရီလ28ရက်နေ့ကမွတ်စလင်စစ်ဆောင်အိမ်အောင်စုပေါင်း284စုနဲ့ ဇန်နဝါရီလ23ရက်နေ့ကနေ26ရက်နေ့အတွင်းမှာလဲမွတ်စလင်အင်တော်စုပေါင်း950မောင်တော်မျိုးတဲကိုဝင်ရောက်နေပြီဖြစ်ကြောင်း AA ရဲ့စီရေးသတင်းရေးမြစ်ကပြောပါတယ်ရခိုင်အင်တော်စုပေါင်း900စုကိုလဲပြီးခဲ့တယ်ဇန်နဝါရီလ1ရက်နေ့ကနေ26ရက်နေ့အထိမောင်တော်မျိုးဘော်ကရက်ကွက်1 3 4ခွန်တို့မှာပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်တယ်လို့သိရပါတယ်ပြန်လည်ဝင်ရောက်လာတဲ့အသက်38နှစ်အရွယ်အမျိုးသမီးတဦးက စစ်ဆောင်ဘဝနဲ့နေရတာအရန်ကိုခက်ခဲပါတယ်ကျမတို့မိသားစုက၈ရောက်လောက်ရှိတယ်တနေ့စားဖို့တနေ့ရုံးကန်ရတာအရန်ကိုခက်ခဲပါတယ်ပြီးတော့ကိုရီသားမဟုတ်တော့ပုံပြီးတော့အခက်ခဲကြုံရတာပေါ့ဒီမှာတစ်ခုကြောက်ရတာကတော့လေချောင်းကနေဘုံလာကျဲမှာကိုပဲစိုးရိမ်နေရတယ်အခုလိုမျိုးဝင်ခွဲပြုတ်လိုက်တဲ့အတွက်ဝမ်းသာပါတယ်လို့ပြောပြထားပါတယ်ပြီးခဲ့တဲ့ဇန်နဝါရီလတရက်နေ့ကစပြီးတော့မောင်တော်မျိုးဘော်ကိုဝင်ရောက်လာတဲ့စစ်ဘေးရှောင်ရခိုင်အိမ်တော်စုပေါင်း900နဲ့ ်လူဦးရေ2000ခန့်အပါအဝင်မွတ်စလင်အိမ်တော်စုပေါင်း824စုနဲ့လူဦးရေ2600ကျော်စုစုပေါင်း4600ကျော်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်ရဲ့မြို့တော်စစ်တွေမြို့တွင်းနဲ့မြို့ပြင်မှာရှိတဲ့မွတ်စလင်ရက်ကွက်နဲ့ခြေရွာများမှာအာနာသိန်းစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာမွတ်စလင်လူငယ်များကိုစစ်မှုထမ်းရန်အတင်းအဓမ္မခေါ်ယူနေသလိုငွေနဲ့ဆန်ပေးပြီးတော့စီယုံခေါ်ယူမှုများလည်းရှိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်တွေမြို့တွေကမွတ်စလင်ရက်ကွက်ဖြစ်တဲ့အင်ဘာလာခေါ်အောင်မင်္ဂလာရက်ကွက်ဘူမေရက်ကွက်နဲ့တဲချောင်းရက်ွက်များမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကမွတ်စလင်လူငယ်များကိုစီးအောင်ခေါ်ယူနေတယ်လို့မွတ်စလင်လူငယ်တအူးကပြန်လည်ပြပြထားပါဗျ တလကိုငွေကျပ်2သိန်းပေးမယ်စန္ဒအိတ်ပေးမယ်စစ်မှုထမ်းကြဖို့ခေါ်နေပါတယ်အရင်ကဆိုရင်တလမှငွေကျပ်3သိန်း2000ပဲပေးတာအခုလစာတိုးတယ်ဆိုပြီးတော့စီးယုံနေတာပါလိုက်တဲ့သူတွေလည်းရှိတယ်လို့မလိုက်တဲ့လူတွေလည်းရှိကြပါတယ်လို့ပြောပြထားပါတယ်စစ်တွေမြို့မှာရှိတယ်တထိန်တက်ရင်နဲ့ပါရလိတ်ကတက်ရင်များမှာစစ်ကောင်စီကမွတ်စလင်များကိုအခြေခံစစ်ပညာများကိုတင်ပေးနေတယ်လို့မွတ်စလင်အတိုင်းဝိုင်းများထံကသိရပါတယ်မွတ်စလင်တချို့ရဲ့ပြောပြချက်အရပြီးခဲ့တဲ့2024ခုနှစ်ဇွန်လကလေးကခေါ်ယူတင်နန်းပေးနေခြင်းဖြစ်ကြောင်းနဲ့စုစုပေါင်းမွတ်စလင်အယောက်2000ခန့်ကိုစစ်တင်နန်းပေး ထားပြီးဖြစ်ကြောင်းလည်းခန့်မှန်းပြောဆိုထားပါတယ်စစ်ကောင်စီတပ်အပြင်ရခိုင်တပ်တစ်ခုဖြစ်တဲ့ဒေါ်စောမြရာဇာလင်းဦးဆောင်တဲ့ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ALA တပ်ကလည်း မင်းကန်ကမွတ်စလင်တချို့ကိုခေါ်ယူပြီးတော့စစ်တင်တန်းနေပေးနေတယ်လို့မြို့ကန်တအုပ်ကပြောပြထားပါတယ်ပြီးခဲ့တဲ့လတွေကမွတ်စလင်အယောက်60ထက်မနည်းကို ALP ရဲ့ရုံးတွေမှာစစ်တင်တန်းနေပေးနေပါတယ်ပြီးခဲ့တဲ့လကမင်းကန်က ALP ရုံးမှာတင်တန်းဆင်ပွဲပြုလုပ်ခဲ့ပါတယ်တင်တန်းတက်ကြတဲ့မွတ်စလင်တွေကတော့ပျော်လို့ရွှင်လို့မြင်တွေ့လိုက်ရသေးတယ်လို့ပြောပြထားပါတယ်စစ်တွေမျိုးမှာရှိတယ်မွတ်စလင်များထဲမှာစစ်ကောင်စီကိုလိုလားသူတွေရှိတယ်လို့မလိုလားတဲ့သူတွေလည်းရှိနေတယ်လို့ ဘူမေရက်ကွက်ဒေတာကန်မွတ်စလင်အမျိုးသားတို့ကပြန်လည်ပြောပြထားပါတယ်စစ်ကောင်စီကစစ်မှုထမ်းမှုလာခေါ်တဲ့အခါဝန်တာအာရလိုက်ကြတဲ့သူတွေရှိတယ်လို့အတင်းငင်းနေတဲ့သူတွေလည်းရှိပါတယ်ပတ်စံရှိတဲ့သူတွေကတော့ဒီကိစ္စတွေကိုငွေနဲ့ဖုံးပြလိုက်ပြီးတော့ ပတ်စံမရှိတဲ့သူတွေကတော့မလိုက်ချင်မဲနဲ့လိုက်သွားတဲ့သူတွေလည်းရှိနေပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့သူတို့ခေါ်တဲ့အိမ်ကမလိုက်ဘူးဆိုရင်အမျိုးမျိုးချင်းချောက်တာတွေရှိပါတယ်လို့ပြောပြထားပါတယ်အာဏာသိမ်းစစ်ကောင်စီထိ ंछ ုပ်ထားဆဲဖြစ်တဲ့စစ်တွေမျိုးကိုအရခတ်တက်တော့အေအေကဝန်ရံပိတ်ဆို့ထားပြီးတော့နေ့စဉ်နှီးပါအပြန်အလှန်ပစ်ခတ်မှုတွေရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီဟာစစ်တွေမျိုးတွေကိုအေအေကထိုးဖောက်မဝင်ရောက်နိုင်အောင်လို့ မြို့ဝင်တရားကိုမိုက်ခွဲဖြန့်စီထားတယ်လို့ကန္နာလန်ရှုခင်းသာလမ်းတလျှောက်ကိုလည်းတန်ဆူးကျိုးများနဲ့ကာယံထားတယ်လို့သိရပါတယ်စစ်ကောင်စီဟာစစ်တွေမျိုးတွေကိုဘယ်သူ့ကိုမှဝင်ခွင့်မပေးတယ်လို့မြို့ပြင်ကိုလည်းဘယ်သူ့ကိုမှထွက်ခွင့်မပေးဘဲတိုက်ရင်များထဲမှာလူအင်အားလက်နက်အင်အားနဲ့ရေရက်ကိုလည်းအင်အားဖြစ်တင်းနေတယ်လို့သိရပါတယ် စစ်တွေမျိုးကိုဘယ်သူမှဝင်ခွင့်မပေးတယ်လို့မျိုးတွေကသူတွေကိုလည်းထွက်ခွင့်မပေးဘူးအရန်အရေးကြီးတဲ့အလုပ်ကိစ္စရှိမှဒါမှမဟုတ်နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ဝန်ထမ်းတွေဆိုရင်ဂိတ်တွေမှာမှတ်ပုံတင်ထားခဲ့ရပြီးတော့အချိန်မီပြန်လာခိုင်းတာတွေရှိပါတယ်လို့မြို့ကန်တို့ကပြောပါတယ်ရခိုင်ပြည်ထဲမှာအရခတ်တက်တော်အေအေသိမ့်ပိုက်ရန်စစ်တွေကြောက်ဖြူနဲ့မန်အောင်မျိုးတို့သာကြမ်းရှိပြီးတော့အခုရပိုင်းအတွင်းမှာရခိုင်ရိုးမတောင်ပေါ်မှာ စစ်ကောင်စီတပ်စခန်းများကိုတိမ့်ပတ်လိုက်ပြီးတော့ရိုးတောင်တလျှောက်ကိုအေအေကထိန်းချုပ်လိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။အာဏာသိမ်းစစ်ကောင်စီဟာစစ်တွေမျိုးလက်လွတ်ဆုံးရှုံးမခံရရေးအတွက်မွတ်စလင်များကိုစစ်မှုထမ်းစည်းရုံးကတင်တန်းပေးနေတယ်လို့ ALB ကိုလည်းစစ်တင်တန်းများပေးကအေအေရဲ့ထိုးစစ်ကိုခုခံကာကွယ်ရန်စီရေးပြင်ဆင်မှုများကိုပြုလုပ်လျက်ရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေအရာ အမျိုးသမီးများပါစစ်မှုထမ်းရမယ်ဆိုတဲ့အတွက်ကြောင့်စစ်တွေမျိုးကဝန်ထမ်းအတိုင်းဝိုင်းတွေကအမျိုးသမီးတချို့နဲ့လက်လုံလက်စားအမျိုးသမီးများဟာစစ်မှုထမ်းတဲ့ပါမာကိုအလွန်စိုးရိမ်နေကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းအထက်မင်းလာမြို့နယ်မှာအကြမ်းဖက်စစ်ကားနှစ်စီးကိုအနီးကပ်စောင့်ကြိုတိုက်ခိုက်ရာကောက်ပါစ30ကအရာရှိများအပါအဝင်စစ်သား32ဦးသေဆုံးပြီးတော့အများအပြားဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ28ရက်နေ့မွန်လွယ်တနင်္လာ28မိနစ်အချိန်ကမှကန်တုတ်ကျေးရွာအကြမ်းဖက်စစ်တပ်ဂိတ်ကအထက်မင်းလာဘက်ကိုပြန်လာတဲ့အင်အား49ဦးပါတဲ့စစ်ကားနှစ်စီးကိုအထက်မင်းလာမြို့နယ်အတွင်းမှာရှိတဲ့ တရက်မင်းလာကားလမ်းနဲ့ပသိမ်မုံရွာကားလမ်းကိုဆက်သွယ်ပေးထားတယ်။ကန်တုတ်စစ်စနုကားလမ်းပိုင်းမှာရှိတယ်။လဲလာချေးရွာအနီးမန်းတန်မြာကရေနံချက်ဆက်ယုံ PIC နဲ့15မိုင်အကွာလမ်းပိုင်းတနေရာအရောက်မှာတော်လိုင်းတပ်ဖွဲ့များကအနီးကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ကန်တုတ်ကနေစစ်စနုဘက်ကိုမင်းလာဘက်ကိုပေါ့မောင်းပြီးတော့ပြန်လာတာအရာရှိအပါဝင်32ဦးသေသွားတယ်။လက်နက်ကတော့မရလိုက်ဘူးတိုက်ခိုက်ခံရပြီးတော့ကားသမားကမသေးမရှင်နဲ့မောင်းနိုင်လိုက်တဲ့အခါကျတော့10မီတာ400လောက်အထိကိုမောင်းပြေးသွားတာ ဲ့ဒီလောက်အကွာဝေးကြမှာကာသမားကမမောင်းနိုင်မဲနဲ့သတိလက်သွားတာအဲ့ဒီအချိန်မှာအကောင့်တိုင်းကြံနေခဲ့တဲ့တနက်ပြစ်နိုင်သေးတဲ့စစ်ခွေး15កောင်လောက်ကခုခံပြီးတော့ပြန်ပြစ်တာအဲ့ဒီလိုခုခံပြစ်တာရဲ့နောက်တစ်ခုကအဲ့ဒီနေရာကရန်သူရဲ့အတွင်းပိုင်းကိုအရန်ကြတယ်ကျွန်တော်တို့အတွက်နောက်ဆုတ်ဖို့အချိန်မရဘူးတကယ်လို့သူတို့ကိုဆက်ပြီးတော့လိုက်တိုက်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့စုံလန်းအတွက်ကတော်တော်အဆင်မပြေတော့ဘူးခြုံခိုတိုက်ပွဲကနေတံမျိုးကြတိုက်ပွဲအသွင်ကိုပြောင်းသွားတဲ့အခါကျတော့စုပ်ပေးလိုက်ရတာပါ လက်နက်တွေဘာတွေတော့မရလိုက်ဘူးလို့ United States of Burma Army USBA တပ်ဖွဲ့ကတာဝန်ခံကိုပါဟင်းကရှင်းပြထားပါတယ်။အခုလိုမျိုးစီးနင်းတိုက်ခိုက်မှုအတွင်းမှာကပ္ပစ30ကအရာရှိများအပါအဝင်အကြမ်းမဲ့စစ်သား32ဦးသေဆုံးပြီး9ဦးအပြင်းထန်ဒဏ်ရာရရှိကာလက်ကျန်စစ်သားအနည်းငယ်နဲ့အထက်မင်းလာဆေးရုံကိုမောင်းပြေးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုမကွေးတိုင်းပကဖအထူးလှုပ်ရှားတပ်ဖွဲ့ United States of Burma Army USBA တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်3ဦးဒဏ်ရာရရှိခဲ့တော်လဲ။ စိုးရိမ်စရာအနေထားတော့မရှိဘူးလို့ပြောပါတယ်ထိတွေ့တိုက်ပွဲအတွင်းမှာအထင်အားခဲ့တဲ့အကြမ်းမဆက်တကတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးတဝိုက်ကိုမြေပြင်ဆက်ကြောင်းများဒရုန်းများနဲ့ပါတိုက်ခိုက်နေပြီးတော့လေရင်နဲ့ပါတိုက်ခိုက်မှုများအချိန်မရွေးလှုံ့ဆော်နိုင်တဲ့အတွက်ကြောင့် မင်းတို့မျိုးနဲ့အထက်မင်းလာအတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့အထူးပြုပြုနေထိုင်ကြရင်လဲတိုက်တွန်းထားပါတယ်ဇန်နဝါရီလ25ရက်နေ့ကစတင်ပြီးတော့ပသိမ်မုံရွာလမ်းမိုက်မှာရှိတဲ့ကန်တုတ်ချေးရွာဂိတ်စခန်းကိုရောက်ရှိနေတဲ့အကြမ်းမဆက်တဲ့စစ်ကြောင်းဟာလက်ပံတကားတိုက်နေနဲ့ရှမ်းတက်တိုက်နေအတွင်းကိုလက်နက်ကြီးများနဲ့ရန်သားပစ်ခတ်ပြီးစစ်ကြောင်းထုံးနေခြင်းကြောင့်ပြည်သူအယောက်၄000ခန့်ဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်ဒီတစ်ခါသူတို့ကငိုက်မိသွားတာအဲ့ဒီပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေဆိုရင်စစ်ကောင်စီရန်တရားတရားရာဂိုင်တို့အပြည့်လဲပတ်နေတဲ့ရွာတွေပေါ့ နည်းနည်းလေးလူတယောက်နဲ့တွေ့ရင်ကအစသတင်းပေါက်မဲ့အနေထားပေါ့သူတို့ပိုင်တဲ့နယ်မြေဆိုပြီးတော့အပိုင်တတ်မှတ်ထားပြီးတော့အဲ့ဒီလမ်းပေါ်မှာသူတို့ကတယောက်ထဲလဲသွားတယ်နှစ်ယောက်ထဲလဲသွားတယ်အခုကားဆိုရင်လဲလုံးဝကိုအေးအေးဆေးဆေးနဲ့သွားလာနေတာလက်နဲ့ကင်တော်လန်ရေးလေးနှစ်ပြည့်တဲ့အချိန်ကာလမှာတော့မှအဲ့ဒီနေရာကသူတို့စိုးမှုတဲ့ဒေသအဲ့ဒီလိုဒေသမှာအခုလိုထားပြတဲ့အချိန်ကြတော့သူတို့အတွက်တော်တော်လေးတော့စိုးစိုးဝါးဝါးတုံ့ပြန်လာနိုင်ပါတယ်ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်မဲ့ NLA တွေလေကြောင်းကနေတိုက်ခိုက်မှုတွေကိုသတိဝိဒ္ဓယထားပြီးတော့ချိုးတင်ပြင်ဆင်ကြဖို့တိုက်တွန်းအကြံပေးလိုပါတယ်လို့ United States of Burma Army USBA ကတာဝန်ခံကိုပါဟင်းကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာများမှာပြုလုပ်နေတဲ့လောင်ကစားဝိုင်းများကိုဆလင်းပကဖကဝင်ရောက်ပြီးတော့ဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ25ရက်နေ့မှာဆလင်းမြို့နယ်အတွင်းဆလင်းပကဖစုံမိုးနယ်မြေအတွင်းမှာရှိတဲ့ကျေးရွာများမှာပြုလုပ်နေတဲ့လောင်ကစားဝိုင်းများကိုပကဖရဲဘော်များနဲ့ရဲမေများကဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်။အခုလိုမျိုးဖမ်းဆီးခြင်းဟာဆလင်းမြို့နယ်အတွင်းလောင်ကစားဝိုင်းများပုံမှုများပြားလာမှုမရှိစေရန်နဲ့နောက်ဆက်တွဲပြဿနာများဖြစ်တဲ့ခိုးဆိုးလူနိုင်မှုများမဖြစ်ပွားစေရန်ရည်ရွယ်ပြီးတော့ဝင်ရောက်ဖမ်းဆီး ဆက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အခုလိုမျိုးဖမ်းဆီးရမိသူများကိုစလင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကသတိပေးမှုကိုသာလှုပ်ဆောင်ခဲ့ပြီးတော့ပြန်လွတ်ပေးခဲ့တော့လေ။ထပ်မံပြီးတော့အပြစ်ကျူးလွန်သူများကိုဥပဒေနဲ့အညီဖမ်းဆီးအပြစ်ပေးမှုများကိုလှုပ်ဆောင်သွားမယ်လို့သတိပေးခဲ့တယ်လို့သိရပါတယ်။အခုကပထမဆုံးအနေနဲ့သတိပေးတားမြစ်မှုတွေကိုပဲလှုပ်ဆောင်ထားပြီးတော့ကျွန်တော်တို့သတိပေးတဲ့ဂျားတွေကမှ အခုလိုဆက်လုပ်နေအောင်မယ်ဆိုရင်ထိထိရောက်ရောက်အေးအေးယူမှုတွေအပြစ်ပေးမှုတွေလှုံ့ဆော်သွားမှာပါနိုင်ငံရေးအခြေအနေမငြိမ်သက်တဲ့ကြားထဲကနေဒါမျိုးလောင်းကစားဝိုင်းတွေပေါများလာမယ်ဆိုရင်အမှုခင်းပြဿနာတွေပေါများလာနိုင်တဲ့အတော့အခုကလောင်းကစားမီစမပွားခင်ကတည်းကစပြီးတော့ဖန်စီတားမြစ်သတိပေးတာတွေလှုံ့ဆော်နေတာပဲဖြစ်ပါတယ်လို့စလင်းညွန့်နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းဘူးခရိုင်ဆလင်းမြို့နယ်အခြေစားခလာရ253ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား2ဦးဟာဒေါင်းစစ်အောင် local PDF တပ်ဖွဲ့တွေနဲ့တွေ့ပြီးတော့ဗတ်ပြောင်းခိုလုံလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်25နှစ်အရွယ်စစ်ကောင်စီတပ်သားကျော်ရဲလင်းနဲ့အသက်22နှစ်အရွယ်တပ်သားနေလင်းတို့ဟာဇန်နဝါရီလ24ရက်နေ့ညမှာခလာရ253တပ်ထဲကနေထွက်ပြေးလာခဲ့ပြီးတော့ဇန်နဝါရီလ26ရက်နေ့မှာကာကွယ်တပ်ဖွဲ့တွေနဲ့တွေ့ခဲ့ကြတယ်လို့ဆိုပါတယ်။သူတို့နှစ်ဦးစလုံးကခလာရ253တပ်ထဲကနေဝင်လာတာဗျ။ တင်တဲ့အပတ်စဉ်ကလည်းအတူတူပဲလို့ပြောတယ်ဗျဆက်သွယ်ပြီးတော့အလင်းဝင်လာတာတော့မဟုတ်ဘူးတက်ထဲမှာဖုန်းသုံးရင်းနဲ့အလင်းဝင်လို့ရတဲ့ဌာနတွေကိုတွေ့တာလည်းဖြစ်တယ်သူတို့တက်ထဲကနေပြီးတော့ထွက်ပြေးလာတာနှညအိတ်ပြီးတော့ကျွန်တော်တို့ရဲ့ down sale အောင် local pdf ရဲ့ point အနေနဲ့တွေ့ပြီးတော့စောင့်ချိုခေါ်လာခဲ့တာပါလို့ဒေါင်းစစ်အောင် local PDF အဖွဲ့တာဝန်ကကိုထူးလေးကပြောပြထားပါတယ်တပ်သားကျော်ရဲလင်းဟာ AR တိုင်းမအူပင်မြို့နယ်တထေးကုန်းရွာဇာတိဖြစ်ပြီးတော့2024ခုနှစ် AB လမှာစစ်မှုထမ်းမဲပေါက်တဲ့အတွက်နေအိမ်ကနေတိမ်းရှောင်ခဲ့ပေမဲ့3လအကြာဇူလိုင်လမှာအိမ်ကိုပြန်လာတဲ့အချိန်အဖမ်းခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်မအူပင်ထောင်မှာထောင်တလကျပြီတဲ့နောက်မအူပင်29တက်စုဆောင်ရေးမှာ25ရက်ကြာနေခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့စက်တဘာလ9ရက်နေ့ကစတင်ပြီးတော့စစ်တပ်နဲ့အပတ်စဉ်9ကိုနေပြီးတော့ ော့မိုးဆွေတင်တန်းကျုံမှာ၃လတက်ခဲ့ရပြီးတော့ဒီဇင်ဘာလမှာခလိုက်ရ2-3တက်သေးတယ်ကိုရောက်ခဲ့တာလို့သူကပြောပါတယ်။တက်သေးကနေထွက်ပြေးရတဲ့အကြောင်းရင်းကအဲ့ဒီမှာနေရတာမပျော်ဘူးဗျ။ကိုယ့်ဘက်ကနည်းနည်းလေးမှားတာနဲ့ဒုံးနဲ့ရိုက်တယ်၊ပါးတွေနားတွေရိုက်တယ်။ပထမတော့ရှေ့တန်းထွက်ရင်လမ်းမှာထွက်ပြေးမယ်လို့စဉ်းစားထားတာ။နောက်ကြတော့ကျွန်တော်တငယ်ချင်းတက်သားနေလင်းနဲ့တိုင်ပင်ပြီးညာတွင်ချင်းထွက်ပြေးလာခဲ့တာလို့တက်သားကျော်ရဲလင်းကပြောပြထားပါတယ်။ကာဝေးတပ်ဖွဲ့ဝင်းနေစီကိုရောက်တဲ့အခါမှာလဲစစ်တပ်ထဲမှာနေရတဲ့အခြေအနေနဲ့ကြွာချားမှုတွေရှိတာကိုသိလာခဲ့တာ ကာကွယ်တပ်ဖွဲ့တွေမှာပဲနေပြီးစစ်ကောင်စီကိုပြန်လှည့်ပြီးတော့တိုက်ခိုက်သွားမယ်လို့သူကဆက်လက်ပြောပြထားပါတယ်။ကွာခြားမှုကတော့အများကြီးပေါ့ဗျာ။မိုးနဲ့မြေပါပဲ။ဒီမှာကတော့အဆအစအရာအေးအေးဆေးဆေးနေလို့ရတယ်။တပ်ထဲမှာကစစ်စင်ရေးမထွက်ရရင်အလုပ်တွေလုပ်ရတယ်။မလုပ်လို့လို့အဆင်မပြေရင်လည်းအပြောခံအရိုက်ခံရတယ်။တပ်ထဲမှာကတော့အချုံအောင်များတာပေါ့။ကျွန်တော်နေဘက်ကကာကွယ်အဖွဲ့တွေစီမှာနေပြီး စစ်ကောင်စီကိုပြန်ပြီးတော်လှန်သွားကြမှာတယ်လို့သူကတောင်းဆိုထားပါတယ်။မလားတူပဲတပ်သားနေလင်းကလည်းဘကိုးတိုင်းပေါင်းတဲ့မြို့နယ်ကဖြစ်ပြီးတော့ဇွန်လလပိုင်းမှာပေါင်းတဲ့မြို့နယ်မှာပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့အထမဖမ်းဆီးခြင်းကိုခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ဆယ်ရဝန်းကျင်ထောင်ကြပြီးတော့ပြန်လွတ်လာတဲ့အချိန်မှာ AOD တိုင်းဘက်ကိုထွက်ပြေးခဲ့ပေမယ့်အဲ့ဒီမှာပြန်လည်ဖမ်းဆီးခံရပြီးတဲ့နောက်စစ်တပ်နဲ့တိုက်ရောက်ခဲ့ရတာလို့တပ်သားနေလင်းကပြောပါတယ်။စက်တဘာလ9ရက်နေ့ကစပြီးတော့ရန်ကုန်တိုင်းရဲမော်အရာရှိတင်တန်းကျောင်းမှာစစ်တပ်နဲ့အပတ်စဉ်9ကိုတိုက်ရောက်ခဲ့ကကား ဒီသမားက9ရက်နေမှာ14မြို့ခလိုက်ရ253ကိုပို့ဆောင်ခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ခလိုက်ရ253ကိုရောက်တဲ့အချိန်မှာတပ်သားကြော်ရဲလင်းနဲ့တွေ့ဆုံတိုင်ပင်ပြီးတော့အခုလိုမျိုးထွက်ပြေးလာခဲ့ကြတာဖြစ်တယ်လို့တပ်သားနေလင်းကပြောပါတယ်။စင်ဖြူကျွန်းမြို့နွယ်တမဲရွာကိုကြော်ပြီးတော့ PDF တေစီကိုရောက်လာတာတငယ်ချင်းနှစ်ယောက်သားလမ်းလျှောက်ရင်းနဲ့အမကြီးတယောက်အကိုကြီးတယောက်နဲ့တွေ့တာ။ ကျွန်တော်တို့ကအစကစစ်သားတွေအောက်မေ့ပြီးတော့လိန်သေးတာအမကြီးတို့ကဘဲကလည်းကျွန်တော်ကမေးတော့သူတို့က PDF အဖွဲတွေကလို့ပြောတာကြောင့်ကျွန်တော်တို့နှစ်ယောက်စလုံးရဲ့ဖြစ်စဉ်တွေကိုပြောပြပြီးသူတို့တဲကိုဝင်ခဲ့တာပါလို့ပြောဆိုထားပါတယ်ထွက်ပြေးလာတဲ့အချိန်မှာလက်နက်ခဲရနေပါမလားပဲလက်ရှိမှာတော့သူတို့နှစ်ဦးကိုဒေါင်းစစ်အောင်တပ်ဖွဲ့ရဲ့စခန်းမှာထိမ့်သိမ်းစောင့်ရှောက်ထားတယ်လို့ဒေါင်းစစ်အောင် local PDF တာဝန်ခံကိုထူးလေးကပြောပါတယ်သူတို့လက်နက်ခဲရနေတော့ပါမလားဘူးဗျသူတို့ရဲ့တပ်တွင်းအကြီးပိုင်းတွေကလည်းမင်းတို့ပြေးလို့ရှိရင်လက်နက်တွေတော့ယူမသွားနဲ့လို့အဲ့လိုပြောတယ်လို့ ဖပြလာတဲ့လူနှအုပ်ကပြန်လဲပြောပြထားပါတယ်လက်နက်တွေယူသွားလို့ဖမ်းမိရင်မင်းတို့ကိုအသေးတက်ပြစ်မယ်ပြောလို့လက်နက်တွေတော့ပါမလာဘူးလို့ပြောပါတယ်ဒါအပြင်မိသားစုတွေနဲ့လည်းဆက်သွယ်ခွင့်ပေးထားတယ်လို့သူတို့သွားကျင်တဲ့တော်လိုင်းအဖွဲ့အစည်းတွေရှိရင်လည်းချိတ်ဆက်သွားလာဖို့အတွက်ခွင့်ပြုထားတယ်လို့တာဝန်ခံကိုထူးလေးကပြောပြထားပါတယ်မဂွေတိုင်းစလင်းမြို့နယ်အတွင်းမှာအခြေစိုက်တဲ့ဒေါင်းစစ်အောင် local PDF စီကိုအလင်းဝင်လာသူစုစုပေါင်း6ဦးအထိရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BN ရဲ့ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ